ုံပြင်းနဲ့တကြံပွဲပုံမူစီကားလာစီဖို့အတွက်ပျော်ဖြေရေးကန်တာတွေပြင် လမ်းလျှောက်တဲ့ကြံစီစင်ပါထဲ့သွင်းသွားဖို့စစ်ကောင်စီမိုးပြင်းနယ်ဝန်ကြီးချုပ်ဖွဲတွေစီစဉ်နေတာရှိကြောင်းသိရပါတယ်။မြမရုပ်ရရင်ကြီးမုံမဟာတကြံပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ပြီးခဲ့တဲ့မေလ25ရက်နေ့ကလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပခဲ့ပြီးလုပ်ငန်းကော်မတီ25ရက်ကိုဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးစီကတိုင်းမြိုက်စွာကျင်းပသွားမယ်လို့မိုးပြင်းနယ်ဝန်ကြီးချုပ်ဦးအောင်ကြည်တန်းကဆိုပါတယ်။စီမုထန်ဥပဒေကြောင့်ပြည်ပထွက်ခွာသွားတဲ့လူငယ်တွေတကြံကာလမှာနေရပြန်ပါဝင်ဆင်နွှဲတာမရှိတဲ့အပြင်နေကျော်သွားလာဖို့မလုံခြုံမှုတွေကြောင့်မြို့ပေါ်ကလူငယ်ချို့တွေ သာပါဝင်ဆင်နွှဲကြမှာဖြစ်တယ်လို့မော်လမြိုင်မြို့ခံသူဦးကပြောပါတယ်။မော်လမြိုင်မှာကမနှစ်ကနေစပြီးတော့စီအောင်တော့လုပ်နေကြတာပဲပေါ့နော်။နေကလူတွေကတိတ်နေကသူတွေကလာဖို့တိတ်မရှိလာဘူးတကြံဆိုရင်အလဲပြန်နေကြလူငယ်တွေလည်းမရှိသလောက်ကြံတဲ့လူငယ်ဆိုပြောရမယ်ဆိုရင်တော့ main clay လောက်မရှိမှာပေါ့နော်။ဖျားပွဲတွေရှိတဲ့နေရာဆိုရင်တော့စီမှာပေါ့။မြို့ပေါ်လမ်းလျှောက်ကြံကိုစစ်ကောင်စီရဲ့ထိန်းချုပ်မှုအပြေအဝရှိတဲ့မော်လမြိုင်နဲ့ချောင်းဆောင်မြို့နယ်တို့အပြင်မြစ်တီမြို့နယ်မှာကြီးမားသွားမှာကိုအတိအကျပြောဆိုထားခြင်းမရှိသေးပါဘူး။ တိုက်ပွဲဖော်ဆောင်မှုနဲ့တဲ့မော်ဘီနေမှာစစ်ကောင်စီတွေအတွက်သူတို့အနာဆက်ထိုင်းနိုင်ဖို့ပျော်ပွဲရှင်ပွဲတွေနဲ့ဝါသဖျားဖို့ကောင်းဆုံးနေရာဖြစ်နေတယ်လို့မွန်တန်လိုင်းရဲ့အဆုမှနိုင်တကာကဆိုပါတယ်စစ်တပ်ကိုတော်လှန်နေစေကာလဖြစ်တဲ့အတွက်ပြည်သူတွေပျော်ပွဲရှင်ပွဲတွေကိုတတ်နိုင်ဆုံးရှောင်ရှားကြဖို့နဲ့တော်လှန်ရေးဖွဲ့တွေနေနဲ့လည်းပျော်ပွဲရှင်ပွဲကာလအတွင်းပြည်သူတွေထိခိုက်စေမဲ့ကိစ္စမျိုးလောက်ဆောင်သွားမှာမဟုတ်ဘူးလို့နိုင်တကာကဆက်ပြောပါတယ် ဒါပြင်မော်ဘီနယ်စစ်ကောင်စီဝန်ကြီးနိုင်ဒီဒမရွာဖြစ်တဲ့တမူဆီယာမြို့နယ်မင်္ဂကြီးရွာမှာလဲလာမဲ့တကြံပွဲတော်နဲ့အတူဂီတပြောပွဲရေးစီစဉ်တွေကိုလည်းစီကားစွာထက်သွင်းကျင်းပသွားဖို့ရှိပါတယ်။အရင်နှစ်တွင်မှာလဲမလမြန်တကြံပွဲတော်စီကားစွာကျင်းပနိုင်ဖို့စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေကို PRP ပါဝင်စီဖို့နဲ့တကြံပွဲတော်ကိုပါဝင်ပူးပေါင်းတဲ့စီပွားရေးလုံငန်းရှင်တွေကိုငွေကြေးထည့်ဝင်ခိုင်းထားပါတယ်။ စီမုသာအုပ်တေအကြောင်းပြည်တွင်းရှိလူငယ်တွေဟာစစ်ကောင်စီကကာတာချက်အမျိုးမျိုးထောက်ပြန်ထားပေမဲ့လူငယ်များစုဟာရရနီလာနဲ့တော်လန်ရဲနေမြေနှိစက်ရထိုင်းနိုင်ငံတို့ထွက်ပြေးခွန်လောင်သွားကြပါတယ်ခင်ဗျာ။